ရှင်နာယောင်ဆိုတဲ့မိန်းကလေးကတော့နိုင်ငံခြားမှာကျောင်းတက်လာခဲ့တာပါ။ကျောင်းပြီးသွားခဲ့တဲ့အခါမှာသူက pilot ဖြစ်ဖို့အတွက်လေ့လာကျူးစားသင်ယူခဲ့ပါတယ်။ဒီနောက်မှာတော့သူမလည်း pilot တစ်ယောက်ဖြစ်သွားခဲ့ပါပြီ။သူမအရင်အញ្ញံကောင်းတလူမျိုးတွတ်တွတ်လတ်လတ်လေးနဲ့ချစ်စရာကောင်းတဲ့မိန်းကလေးတယောက်ပါ။တခေါက်မှာတော့လေရင်ခွေးမှာ Abinav ဆိုတဲ့ကောင်လေးတယောက်နဲ့သူတွေ့ဆုံခဲ့ပါတယ်။ဒီကောင်လေးကတော့ band manager တယောက်ပဲဖြစ်ပါတယ်။သူမတို့ရာနဲ့ Abinav ကလည်းအတော်လေးကိုသဘောကျနှစ်သက်သွားခဲ့ပါတယ်။ရှနာယားကတော့သူ့ကိုလှည့်တော်မကြည့်ပါဘူး။ တတော်နှစ်ယောက်တိုက်မိတဲ့အချိန်မှာပြုတ်ကျသွားခဲ့တဲ့ပဝါလေးကိုတွေ့ခဲ့ရတဲ့အတွက်ကြောင့်မို့လို့အဘိနက်ကအနောက်ကနေလှမ်းခေါ်လိုက်ပါတယ်ဒီမှာအာဒီမှာလက်ကင်ပဝါလေးပြုတ်ကျခဲ့ပြီဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဒီနောက်မှာအဘိနက်ကတော့မိန်ကလေးဝတ်ဆင်ထားတဲ့ယူနီဖောင်းကိုတရီထားမိသွားခဲ့ပါတယ်ဒါဆိုရင်ခမရကပိုင်လော့ပေါ့မဟုတ်ဘူးလေရှင်ကျမကဒီလေးစိတ်မှာမဟုတ်ရောင်းတာဟုတ်လားတကယ်လားဒါဆိုရင်တော့ခမရရောင်းတဲ့မဟုတ်ကလည်းခမရလိုမျိုးဖြစ်နေမှာပေါ့ပိတ်ထားစမ်းပြောပြီးနောက်မှာတော့သူကလည်းထွက်ခွာသွားခဲ့ပါတယ် ခဏနေပါဦးခမရလည်းဗျာနာမည်နဲ့ဖုန်းနံပါတ်လေးတော့ပြောပြသွားအောင်လေရှနာယားကတော့သူ့ရဲ့မိခွန်းတွေကိုပြန်မဖြေဘဲနေရာကနေလှည့်ထွက်သွားခဲ့ပါ ರೀ ဒီအချိန်မှာရတ်မီဆိုတဲ့မိန်းကလေးတယောက်သူ့နာကိုရောက်ရှိလာခဲ့ပါ ರೀ ကဲဒီမှာကောင်းလေးရေငါတော့အခုနောက်မိန်းကလေးရဲ့တငယ်ချင်းပဲနင်သူ့အကြောင်းသိကျင်နေဆိုရင်တော့သူ့ရဲ့နာမည်နဲ့သူ့အကြောင်းတွေငါနဲ့ကိုပြောပြလို့ရတယ်ဒါဆိုရင်တော့ပြောပြလေဘာဖြစ်လို့အချိန်တွေထပ်ပြီးတော့စောင့်နေရသေးရလဲ ဒီနောက်လက်ချမီကလည်းသူ့တငယ်ချင်းရဲ့ဖုန်းနံပါတ်နဲ့နေရာလိပ်စာနာမည်အပြည့်စုံအားလုံးပြောပြလိုက်ပါတယ်။ဒါနဲ့တတိထောင်းတော့ငါကိုရိုင်းဖုန်းနံပါတ်ပေးလိုက်တယ်ဆိုတော့ကိုမပြောနဲ့အောင်။အော်မစိုးရင်ပါနဲ့ခဲမလေးရဲ့ငါတို့ဘယ်ပြောပြပါမလဲ။မစိုးရင်နဲ့နော်ငါတို့လက်ထပ်တဲ့အခါကြလို့ရှင်တော့နင့်ကိုခဲဖို့အများကြီးပေးမယ်။ဒီစကားကိုကြားတာနဲ့လက်ချမီကလည်းအတန်ကျဲကြီးနဲ့အော်ရှီနေခဲ့ပါတယ်။အဘိနက်ကလည်းဖုန်းနံပါတ်ယူပြီးတော့ပြန်သွားခဲ့ပါတယ်။နောက်နေ့မှတော့သူကရှနာယားကို message ပို့လိုက်ပါတယ်။ပြီးတော့ဖုန်းလဲခေါ်လိုက်ပါသေးတယ်။ ထမပိုင်းမှာရှနာယကတော့ message ကိုလည်းစာမပြန်တလို့မျိုးဖုန်းလည်းမကင်ပါဘူး။နောက်တော့တဖြည်းဖြည်းချင်းသူတို့အဆက်အသွယ်လုံးနေရင်ခင်မင်းရင်းနေတဲ့ငွေချင်းတွေဖြစ်သွားခဲ့ကြပါရဲ့။အချိန်တွေကြာလာတာနဲ့အများနှစ်ယောက်သောတယောက်ကိုတယောက်သဘောကျနှစ်သက်ပြီးချစ်သူတွေဖြစ်သွားကြပါရဲ့။အခုနောက်ဆုံးမှာတော့သူတို့လက်ထပ်ခဲ့ကြပါပြီ။ရှနာယကတော့လက်ထပ်ပြီးသွားတဲ့အခါမှာရွာငယ်လေးတစ်ယောက်ကိုရောက်ရှိလာခဲ့ပါရဲ့။သူမရဲ့အတွေ့အကြုံကသူမအလုံးလုံးနေခဲ့တဲ့လေရင်အတိုင်းပါပဲအမြင့်ကြီးမှရှိနေခဲ့ပြီးရောက်ခမအင်းကအတွေ့အကြုံကတော့အောက်ဆုံးမှာပါ။ သူတို့ကတောသူတောင်သားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ရိုးရိုးလေးသာကြွေးခေါ်ကြပါရဲ့။ဒါနဲ့ငါကြားတာကတော့နင့်ချွေးမလေးကလင်းပြန်မောင်းတာဆိုဒါပေါ့ကျမရဲ့ချွေးမလေးက pilot လေးအမလေးသူများတွေရဲ့ချွေးမလေးတွေဆိုရင်စိုက်ကဲတော့မောင်းတတ်တာမဟုတ်ဘူးနော်။ကျမရဲ့ချွေးမလေးကတော့လင်းပြန်အောင်မောင်းတတ်တယ်။ချွေးမလေးက pilot ဖြစ်နေခဲ့တဲ့အတွက်ကြောင့်မို့လို့ရောက်ခမကလည်းအရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့တာပေါ့။ဒီလိုနဲ့ပဲနင့်ရဲ့ချွေးကလည်းတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပါရဲ့။ဒါနဲ့ချွေးမလေးရေနင်းသိလား။ မနေ့ကတော့ကအိမ်နီးချင်းအိမ်ကိုလာလေတယ်ပြီးတော့သူကလာပြောနေသေးတယ်အိမ်မှာ pilot train မလေးရောက်လာတယ်ဆိုတော့ငါတို့လေရင်ပြန်နေဘယ်နေရာကိုမဆိုရှောက်သွားလို့ရပြီပေါ့တဲ့သူကတော့ပြောသွားပါတယ်ငါတို့ကတော့လေရင်ပြန်ပေါ်တော့တခါမှမတက်ရသေးဘူး ဒါနဲ့ချွေးမလေးငါ့စီမှာအိမ်မက်တစ်ခုရှိတယ်တိလားတစ်ခေါက်လောက်တော့အပေါ်သွားခြင်းနဲ့ရှင်ယူသွားပြီလားဒါဘလို့စကားယူပြောနေရတာလေရှင်ပဲစဉ်းစားကြည့်ရှင်သာအပေါ်ကိုရောက်သွားလို့တည်သွားရင်တော့ကျမစရီအဖြူကြီးဝစ်ပြီးတော့တတ်တက်လုံးနေထိုင်သွားအောင်ဘလောက်တောင်မှရုပ်ဆိုးလိုက်မလဲရှင်ပါဇက်ပိတ်ထားစမှာငါတေးမဲ့အကြောင်းပြောနေရမှာမဟုတ်တာမင်းကလေငါပြောတဲ့အပေါ်သွားခြင်းနဲ့ဆိုတာကလေရင်လေးပါလေစီးပြီးတော့ခྱི་သွားခြင်းနဲ့ဆိုပြီးတော့ပြောနေအောင်ဒါလေးပဲလားအဖေရဲ့ဒါဆိုရင်တော့ကျမအခုပဲအားလုံးအကြွတ် ပုတ်ကင်လောက်လိုက်တော့မယ်နော်အားလုံးအတူတူခရီးသွားကြတော့ပေါ့ကျမတို့မိသားစုဝင်တွေအကုန်လုံးလန်ဒန်ကိုအတူတူသွားပြီးတော့ရှောက်လေကြမယ်ပြီးမှအေးဆေးပြန်လာကြတော့ပေါ့ဒီစကားကိုကြားတာနဲ့အားလုံးဝမ်းသာပျော်ရွှင်ကုန်ကြပါရစ်ဒါဆိုလို့ရှိရင်တော့ရောင်းမရေးကျမတို့အားလုံးလန်ဒန်သွားမှာဆိုတော့ shopping ထွက်ရမှာပေါ့ကျမအခုချက်ချင်းလို့အက်တာတွေအကုန်လုံးတောက်ဝဲလာရုံပဲဒါဆိုရင်တော့ချွေးမလေးငါတို့လန်ဒန်သွားမယ်ဆိုတဲ့တဲ့တင်ရက်ွက်ထဲမှာရှိတဲ့လူတွေအကုန်လုံးကိုလည်းလိုက်ပြီးပြောပြလိုက်အောင်မယ်ဟိ ဒါဆိုလို့ရှင်တော့ငါလည်းသပင်လေးပါလေပြင်ပြီးတော့လာခဲ့မယ်လေ။ငါကြားတာကတော့လေရင်ပေါ်မှာအရန်ကိုလှပါတဲ့ main ကလေးတွေကငါတို့လိုအပ်ကြတွေအားလုံးကိုလှုပ်ပေးမှဆိုလေရင်ပြင်ပေါ်မှာလေရင်မယ်လေးတွေတိတ်လှတယ်တဲ့။ခဏကြာမှအားလုံးပြင်ဆင်ပြီးနောက်မှာတော့လေစိတ်ကိုထွက်ခွာသွားခဲ့ကြပါတယ်။သူတို့လေရင်ပေါ်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာတော့အမေတမီးဂရင်ပေါက်ပေါ်မှာထိုင်ချင်းနဲ့အကိုအေးအကိုကျမရဲ့တမီးလေးကိုအဲ့ဒီ ဂရင်ပေါက်ပေါ်မှာထိုင်ခွင့်ပေးပါလိုက်။သူကအလင်မှာထိုင်ခိုင်းလို့ရှိရင်ရင်းနှီးပါးတွေတုံပြီးတော့အန်တက်လို့ပါ။ဒီနေရာမှာလည်းသူအန်နေမှာဆိုလို့လေ။အကိုရဲ့အဝတ်စားတွေဘာတွေအကုန်လုံးညစ်ပတ်သွားမှာဆိုလို့ပါ။ဘာဖြစ်နေကြလဲ။ယူများယူနေကြတာလား။နင်တို့ဒေါသတွေကိုဒီလင်းပေါ်ကိုဖယ်သူကတက်ခွင့်ပြုလိုက်ကြလဲ။ဒီမှာခမရဘာထင်နေရလဲ။ကျွန်တော်ရဲ့မကြီးကဒီလင်းပြန်ကိုမောင်းနေတဲ့ pilot ပဲ။ခမရသွားနေတဲ့နေရာကိုမပို့ပေးဘဲနဲ့ကျွန်တော်တော်တဲ့တောင်နဲ့ချပေးခိုင်းလိုက်ရမလားပြောဒီစကားကြားတာနဲ့အဲ့ဒီလူကလည်းတိတ်ဆိတ်သွားခဲ့ပါတယ် ပြီးတော့လည်းထိုင်းကုန်နေအောင်ကိုလည်းလဲပေးလိုက်ပါတယ်။ကျမအိမ်ကနေပြီးတော့ထမင်းထည့်လာခဲ့တယ်တီလား။ပလာတာတွေထည့်လာခဲ့တယ်ပြီးတော့တနတ်ချင်တွေလည်းထည့်လာခဲ့တယ်။ဒီလေရင်ကဘယ်အချိန်မှရက်မှာလဲ။တနေရာမှာရက်လို့ရှိရင်တော့ကျမတို့မုတ်လေးပါလေးစားမယ်ထမင်းလေးပါလေးစားမယ်လို့စဉ်းစားထားတာ။အခုလေရင်ကတနေရာမှာမှလည်းမရက်သေးဘူးဘိုက်စားလာပြီ။အေးပါအေးပါခဏလေး။ ဒါဆိုရင်တော့ငါအခုချက်ချင်းပဲချွေးမလေးကိုလှမ်းပြီးတော့ပြောလိုက်မယ်။သူလည်းရှားတဲ့တနေရာမှာအမြန်ဆုံးရပ်ပေးလိုက်မယ်။ဘာလို့လျှောက်ပြောနေရလဲကွာ။မင်းကလည်းတကယ်ပါပဲ။ချွေးမလေးကတည်ရပေါ့။ "तू ကဒီအလုပ်ကိုလုပ်နေရဲ့သူပဲလေ။ तू ထပ်ပို့ပြီးတော့ဒီအလုပ်ကြောင့်ဘသူကောင်းကောင်းပို့တည်မလဲ။ तू ဟာ तू စားတောက်ဆိုင်တဆိုင်အရှိရောက်လို့ရှိရင်တော့လေရင်ကိုရပ်ပေးလိုက်မယ်။ကားစရာတွေကားကိုရက်ပေးတယ်လို့ပဲပေါ့။ဒါနဲ့လေငါတတော်လေးကိုဘိုက်အောင်နေပြီတိလား။ငါခဏလေးအိမ်သာသွားပြီးပြန်လာခဲ့မယ်နော်။ဟိုအသားဖြူဖြူနဲ့ကောင်မလေးဒီလိုလာပါအောင်။ ဟုတ်ကဲ့ပါရှင်ကျမဘာများအကူအညီပေးရမလဲ။အော်ငါနဲ့မေးစရာရှိလို့ပါ။ငါအခုအင်တာတက်ချင်လို့လေ။အင်တာဘမလဲဆိုတာကိုပဲပြပေး။အော်အင်တာဘမသွားရမလဲဆိုပြီးတော့မေးနေရလေ။အော်ဟုတ်ကဲ့ဟုတ်ကဲ့ရပါတယ်ရပါတယ်ကျမနဲ့တူတူလိုက်လာခဲ့ပါ။ဒီလိုနဲ့သူကလည်းအင်တာတွေဝင်ထိုင်နေခဲ့ပြီးတနားရီလောက်ကြာတဲ့အထိထိုင်နေခဲ့ပါရီ။ကြံနဲ့ခရီးသည်တွေကအင်တာတကလာခောက်တဲ့အခါတိုင်းမှာလည်းသူကလုံးဝထွက်မလာခဲ့ပါဘူး။ခမရလည်းဗျာဘယ်အချိန်ထိဝင်နေအောင်မှလဲကျွန်တော်တို့လည်းဝင်အောင်မထွက်အောင်လေ။ နာကြသွားတဲ့အခါမှာတော့သူကလည်းဘိုက်ပေါ်လက်တင်ပြီးထွက်လာခဲ့ပါတယ်။ဘလို့မဆိုကျွန်တော်တို့ယူရမှာအပြင်မှာအင်တာတိုက်ရတဲ့ feeling နဲ့ဒီလေရင်တဲမှာအင်တာတိုက်ရတဲ့ feeling ဘာမှလည်းမတူဘူး။ကျွန်တော်တို့ယူရမှာဆိုရင်တော့အပြင်မှာပဲအားလုံးအင်တာတက်ကြတာအဲ့ဒါပို့ပြီးတော့အရသာရှိတယ်လေးလေးတဖြူဖြူတိုက်နေရကဲသွားသွားသွားဒါနဲ့ခမားကဒီနေ့မနက်စာအနေနဲ့မௌလာဥဖြူပလာတာတွေဘာတွေစားလာခဲ့တာလားခဏနေပါဦးကျွန်တော်မௌလာဥဖြူပလာတာစားလာတယ်ဆိုတာခမားဘယ်လိုသိရလဲကျွန်တော်တယောက်တည်းမဟုတ်ဘူး လေရင်ပေါ်မှာပါလာတဲ့ခရီးသည်တွေအားလုံးတိလောက်တယ်။ကဲတော့တော့တော့ခမရမြန်သွားတော့တစ်ဖက်မှာကိုက်တတိကတော့လေရင်ပေါ်မှာတနေရာကနေတနေရာကိုသွားနေခဲ့ပါလေ။အာလူကြီးမင်းဒီနေရာကဘတ်ကမဟုတ်ဘူးလေရင်ပြန်ပါနေရာမှာပဲထိုင်နေပေးပြီးတော့ခပတ်ကိုလည်းပြန်ပြီးတက်ထားပေးပါ။ပါစပ်ပိတ်ထားစမ်းမနေရာဘယ်သူမဟုတ်လို့ငေါ့ဆရာလာလောက်နေရတာလေ။ငါရခမနော်ရခမနားလေလား။ဒီနောက်မှာတော့လေရင်မောင်းနေတဲ့အခန်းတဲကိုဝင်သွားခဲ့ပါလေ။အမေဒီကိုဘာလာလောက်ကြလဲဒီကိုလာလို့မရဘူး။ဒီနေရာက လင်းရင်မောင်းတဲ့အခန်းပဲဘယ်သူမှဝင်လာလို့မရဘူးနော်ပါဇက်ပိုက်ထားစမ်းပါငါအနေရခမရခမဆိုတာကမှောင်တိုင်းလိုပဲငါတို့ကိုဘယ်နေရာကိုမှတောင်းလို့မရဘူးသွားချင်တဲ့နေရာကိုသွားမှာပဲနေရာဘာဖြစ်လို့ဒီအချိန်ထိဒီခုံမှာပဲထိုင်နေရလဲငါခြေထောက်တွေတော်တော်လေးကိုနာနေပြီသိရလားငါထိုင်နေထိုင်နေနဲ့ခြေထောက်တောင်တောင်းနေပြီအဲ့ဒါကြောင့်ဒါကိုခဏထားခဲ့ပြီးငါခြေထောက်ကိုလာနှိပ်ပြီအမေရေဒီကနေကျမဘလို့လှထောက်လို့ရမှာလဲကျမလေးမြန်မောင်းနေရလေးစော့နေရမှာမဟုတ်တာကဲသွားသွားသွားဒီကနေပြီးတော့ချက်ချင်းသွားတော့ ဒီအကြောင်းတွေအကုန်လုံးကျမတို့ယုံချုပ်ကသိသွားလို့ရှင်တော့ကျမအလုပ်ပြုတ်လိုက်မယ်အမလီဟဲ့အထိပယ်မရှိဘူးလေချောင်းလိုင်းကလူတွေကတော့တကယ်ပါပဲသူတို့ရဲ့နီလန်းတွေကလည်းတော်တော်လေးထူးဆန်းတယ်ရခမနဲ့ချွေးမတော်မှစကားပြောလို့မရဘူးလားအမေတော့ပါအမေရဲ့တော့တော့အပြုံထွက်သွားလိုက်တော့ကျမအခုချက်ချင်းပဲလေရမယ်တယောက်ကိုပြောလိုက်မယ်သူအမေစီကိုရောက်လာပြီးတော့အမေရဲ့ခြေထောက်တွေကိုနှိပ်ပေးလိုက်မယ်ဒီနောက်ရှနာယာကလည်းလေရမယ်တယောက်ကိုလှုပ်ပြီးတော့တယောက်ကမှဖြစ်သူရဲ့ခြေထောက်ကိုနှိပ်နေခိုင်းခဲ့ပါတယ်လေရမယ်တယောက်ကရောက်ရှိလာခဲ့ပြီးနောက်မှာတော့ခြေထောက်ကိုနှိပ်ပေးခဲ့ပါတယ် ဘယ်လိုမျိုးနှိမ့်နေရလဲနေနှိမ့်နေရကပျော်ဆိုင်ကြိုက်တလောက်တောင်မှမနာဘူးပြီးတော့နေရခန္ဓာကိုယ်လည်းကြည့်ပါဦးမသိလို့ရှိရင်တော့ဝလုံးချောင်းလေးကြာနေရပိန်လိန်နေရောပဲတခုခုမစားဘူးလားနဲ့ဒါနဲ့သမီးလေးရေဒီကောင်မလေးကအရင်အောင်ပိန်တော့နေသူစားဖို့အတွက်ရိုတီကိုထောပတ်တုတ်ထားတာများများလေးထုတ်ပေးလိုက်စမ်းပါထောပတ်ကောင်းကောင်းစားမယ်ဆိုလို့ရှိရင်တော့သူဝလာလိမ့်မယ်မဟုတ်တာအတော်ရေကျမမစားတော့ဘူးနော်ထောပတ်ကြိုက်လည်းမကြိုက်ဘူးစားလို့လည်းမရဘူးကျမတို့ကလေရင်မယ်ရေဆိုတော့ခနာကိုကိုအမြဲတမ်းထိမ့်သိမ့်နေရတာ ခနာကိုကိုထိန်းသိမ်းရတာကကျမတို့အလုပ်ရဲ့အစိတ်ပိုင်းတစ်ခုပါပဲအမလေးဟဲဘာအလုပ်ကြီးလဲနင်အခုကျွန်တော်ကိုတေချာနှိပ်စမ်းမှာဒါနဲ့အမေသူကအမေရဲ့ချွေမငယ်လေးဖြစ်ဖို့အတွက်ထိုက်တန်နေနော်အမေကိုတေတေချာချာပြုစုပေးနေတာဆိုတော့အေးဟုတ်တယ်ဘလို့လဲနေရောငါသားငယ်လေးကိုသဘောကျရလားငါသားလေးကတာမန်တယောက်မဟုတ်ဘူးနော်ငါတို့တော့မှဆိုရင်တော့သူ့ရဲ့ကိုပိုင်အတွင်းခံဆိုင်ရှိတယ်သူမစိတ်ထရရနေပြောလိုက်ပါတယ် နေရလောကကြီးမှာနောက်ဆုံးယောက်ျားလေးတယောက်ပဲကျန်နေဆိုရင်တော့ငါလည်းမထက်ဘူး။ကြည့်ပါဦးသူ့ကိုယ်သူဘာထင်နေရလဲမင်းသားထင်နေရလား။သူလည်းခဏကြာလောက်ခြေထောက်နှိပ်ပေးပြီးနောက်မှာတော့ထွက်သွားပါလေ။တကယ်ပဲငါတို့ pilot ရဲ့ရောက်မအင်ကသူတွေမဟုတ်ဘူးဆိုရင်တော့သူတို့အားလုံးငါချက်ချင်းဒီကနေကန်ချရတယ်တိလား။သူတို့လင်းပေါ်တက်လာတဲ့အချိန်အားစပြီးငါတို့အားလုံးဒုက္ခပေးထားတာကြည့်ပါဦး။နေရလေဟာနည်းနည်းဒေါသထိမ်းမအောင်အဆင်ပြေသွားမှာပေါ့ ဒီလိုနဲ့ရုတ်တရက်ကြီးရသည့်ဥရုပြောင်းလဲသွားပါတယ်။ရခမကလမ်းဖြန့်သွားတဲ့အတွက်ကြောင့်မလို့လေးရင်မောင်းကန်နဲ့ပြန်ဝင်သွားပါတယ်။ချွေးမလေးရဲ့ဒုက္ခပဲငါတို့ဘာဖြစ်တော့မှလဲ။အမေရေဘာဖြစ်လို့ပြန်လာရတာလဲ။အခုရသည့်ဥရုအချိန်နဲ့တော်လေးဆိုးရွားနေတယ်။ကျွန်မအလုပ်ကျွန်မလုပ်ခွင့်ပေးပါ။တခခုဖြစ်သွားနိုင်နေအမေတော့တော့ငါနောက်ထပ်အချိန်အကြာကြီးအသက်ရှင်ချင်သေးတယ်။ငါမြည်လေးရရဲ့မျက်နှာကိုတော့မမြင်ရသေးဘူး။ကဲပေါင်းကွယ်ကဲပေါင်းကဲပေါင်းအားလုံးကလည်းကြောက်လန့်ကုန်ကြပါပြီ။ထိုင်းချုပ်ခန်းကလားကျမတို့လေရင်ပေါ်မှာပြဿနာတစ်ခုခုရှိနေရတဲ့တူတယ်ကျမတို့အခုချက်ချင်း လေရင်စင်းသားမှဖြစ်လိမ့်မယ်ထိန်ချုပ်ခန်းကအမေရတာနဲ့ဒီမကအနီးဆက်ဆုံးလေရင်ခွေးမှာလေရင်စင်းသားခဲ့ပါတယ်ရှနာယားကတော့အစဉ်ပြေစွာနဲ့အရာအလုံးကိုထိန်ချုပ်နိုင်သွားပါတယ်ခနာအကြမှာတော့အရာအလုံးအစဉ်ပြေသွားပါပြီဘယ်သူမှကြောက်လန့်စရာမလိုတော့ပါဘူးဒါကိုကြားရတဲ့ခရီးသည်တွေအကုန်လုံးကလည်းစိတ်သက်သာရသွားခဲ့ကြပါတယ်ဒီအချိန်ကျမှရခမဖြစ်သူကလည်းချွေမလီရဲ့အလုပ်ကိုသဘောပေါက်နားလည်သွားခဲ့ပါတယ်။သူကထိုင်းကုန်းပေါ်မှာထိုင်ပြီးတော့ထိုင်နေနေအလုပ်လုပ်နေရမှာမဟုတ်ပါဘူး။အရေးကြီးတဲ့အလုပ်တွေကိုလုပ်နေရပါ သူကိုယ်တိုင်နဲ့တခြားခရီးသည်တွေအားလုံးရဲ့အသက်ကလည်းသူ့လက်ထဲမှာရှိနေတာပါ။ချွေးမလေးရေငါနားမလဲခဲ့ကိုခွင်းလက်ွယ်။ငါချွေးမလေးကတကယ်တော်လိုက်တာ။ခဏကြာမှတော့စက်ပြင်းစင်ပြီးတို့လည်းသွားမယ့်နေရာကိုရအောင်သွားခဲ့ကြပါရီ။နောက်ဆုံးတို့လန်ဒန်ကိုရောက်ရှိသွားခဲ့ပြီးဟိုတယ်တစ်လုံးမှာနားကြပါရီ။လန်ဒန်မှာရက်အနေငယ်လောက်တို့ကလည်းရှောက်လဲပတ်ကြပါရီ။ဒီနောက်မှာပျော်ရွှင်စွာနဲ့ပြန်လာခဲ့ကြပါရီ။